ရီမင်နိုင်ငံအခြေစိုက်ဟိုတီလက်နက်ကင်အင်အားစုတွေကိုအင်အားပြချင်းချောက်ဖို့အတွက် American ဟာမဟာဗျူဟာကိုပြောက်ပုံးကျဲလေရင် B26C ကိုအိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ကျွန်းတစ်ခုစီပို့ဆောင်ထားလိုက်ပါတယ် B2 တွေကကဘာပေါ်မှာရေဒါနဲ့ထောက်လှမ်းမှုကိုရှောင်ကွင်းနိုင်တဲ့ကိုပြောက်စွမ်းရည်မျိုးပိုင်ဆိုင်ထားတဲ့တခုတည်းသောဘုံကျဲလေရင်အမျိုးအစားဖြစ်ပါတယ် B26C ကိုအိန္ဒိယသမုဒ္ဒရာထဲကဒီအေဂိုဂါစီယာကျွန်းစီပို့ဆောင်ထားတယ်ဆိုတာဟာ American လေတပ်ရဲ့ B2 ပိုင်ဆိုင်မှုစုစုပေါင်း 30ရာခိုင်နှုန်းကိုအဲ့ဒီနေရာမှာဖြန့်ကျက်ထားတဲ့အတိတ်ပဲဖြစ်ပါတယ်။ဒါဟာရေမင်နိုင်ငံရဲ့အစိပ်ပိုင်းအများစုကိုထိန်းချုပ်ထားပြီးအီရန်ရဲ့မဟာမိတ်အဖြစ်ယက်တီနေတဲ့ဟိုတီတွေကိုဓာတ်ရိုက်ချင်းချောက်မှုလို့ယုံကြည်ရပါတယ်။အီရန်အစိုးရနဲ့ဟိုတီအပါအဝင်အီရန်လက်ဝေကန်အင်အားစုတွေအပေါ် Trump နဲ့ American ကာကွယ်ရေးဝန်ကြီး Pete Hegseth တို့ကနောက်ထပ်အရေးယူမှုတွေရှိလာနိုင်ကြောင်းချိန်ချောက်ပြောဆိုပြီးမကြခင်မှာပဲ Diego Garcia ကျွန်းကို B2 ဘုံကျဲလေရင်တွေရောက်ရှိလာတာဖြစ်ပါတယ်။ အဲ့ဒီ B2 တွေကပြီးခဲ့တဲ့သတင်းပတ်ကုံကလေးကအီရန်တောင်ပိုင်းကမ်းခြေနယ်ကီလိုမီတာ3900အကွာမှာရှိတဲ့ကျွန်းကိုရောက်နေခဲ့တာလို့ဂျိုဒူဓာတ်ပုံမှတ်တမ်းတွေအရာသိရပါတယ်။အမေရိကန်ရဲ့ပင်တဂိုစစ်ဌာနချုပ်ပြောခွင့်ရအရာရှိကတော့ B2 တွေလို့နာမည်မတက်ပေမဲ့အရှိလေပိုင်းဒေသမှာအမေရိကန်ရဲ့ကာကွယ်ရေးစွမ်းရည်ကိုမြှင့်တင်ဖို့အတွက်လေရင်တွေအင်အားတိုးမြှင့်ဖြန့်ကျက်ထားတယ်လို့အတည်ပြုခဲ့ပါတယ်။ CNN သတင်းဌာနရဲ့စစ်ရေးသူတွေကတော့ တစည်းကိုဒေါ်လာ1ဘီလီယံလောက်တန်ကျေရှိတဲ့ B2 တွေကိုတမင်ထုတ်ပြထားတာကဟိုတီအပါဝင်ဒေသတွေကအမေရိကန်ရဲ့ရန်ဘတ်တွေကိုဓာတ်ရိုက်ချင်းချမှုမျိုးဖြစ်တယ်လို့သုံးသပ်ထားပါတယ်။မတ်လလယ်တုန်းကအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရီမင်မာရှိတဲ့ဟိုတီစစ်ရေးပြင်းမှတ်တွေနဲ့အခြေခံအဆောက်အအုံတွေအများအပြားထိခိုက်ပျက်စီးခဲ့ပြီးလူ90ကျော်သေဆုံးခဲ့ပါတယ်။ထရမ့်ကတော့ရီမင်ကန်လိုပင်လယ်နီမှာဖြတ်တန်းခုံမောင်းနေတဲ့အမေရိကန်အရက်ဘတ်ရေရင်တွေကိုဟိုတီတွေကပြင်းမှတ်ထားတိုက်ခိုက်မှုတွေမရက်တန့်ရင် ပိုပြီးကြမ်းတမ်းတဲ့အရေးယူမှုတွေကြုံရစေမယ်လို့သတိပေးချိန်ချောက်ထားပါရရှင်။